Hello, I'm Sasna. It's nice to meet you again. Today, I would like to share with you how to use well as a model or auxiliary verb. အလုံးမင်္ဂလာပါဒီနေ့မျှဝေပြင်တဲ့သင်ခန်းစာလေးကတော့ well ကို modal verb ဒါမှမဟုတ် auxiliary verb ကိုဘယ်လိုသုံးရမလဲဆိုတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလိုမျိုးသင်ခန်းစာလေးတွေကိုနောက်ခါနောက်ခါတွေသင်တိုင်းသင်တိုင်း ကြည့်လို့ရအောင်နားထောင်လို့ရအောင် အတူတူကလည်းကြင်လို့ရအောင် subscribe လေးလောက်ထားဖို့မမေ့ပါနဲ့နော်အားလုံးမင်္ဂလာပေါ့နဲ့ပြည့်စုံပါစေဆက်လက်ကြရအောင်တို့တွေနားလည်နေကြတာကဒီ wealthy ရဲ့အဓိပ္ပာယ်တစ်ခုတည်းကိုပဲအသေးမှတ်ထားတာများတာပေါ့နော်ဒါတွေမကဘူးကျန်တာတွေလည်းသုံးလို့ရသေးတယ်ဆိုတာကိုပြောပြချင်ပါတယ်ဟုတ်ပြီ ဘယ်မှာသုံးလို့ရသည်လဲဆိုလို့ရှင်ပထမဦးဆုံး future plan ပေါ့နော်ပထမဦးဆုံး future plan လိမ့်မယ်ဆိုတာအတိတ်ပဲပေါ့နော်ဒုတိယက willingness တခုခုလုပ်ချင်တဲ့စိတ်ဆန္ဒတွေကိုပြောတဲ့အခါနော်နောက်တစ်ခုက prediction ကျင်းတေပေါ့ဖြစ်လာမဲ့ဟောကိန်းထုတ်ခြင်းနောက်တစ်ခုက promise ဂရိစကားဂရိပေးစကားပြောဆိုခြင်း offer ကံလန်းခြင်းတခုခုလုပ်ဖို့ ကန်လန်းတဲ့အခါမျိုးမှာသုံးပါတယ်။နောက်ဆုံးတစ်ခုကကြတော့ making request ပေါ့နော်မေတ္တာရက်ခံချက်များပြုလုပ်ဖို့ပြောဆိုခြင်း။အဲ့ဒါကို well နဲ့ပေါင်းပြီးတော့မှသုံးရတာဖြစ်ပါတယ်။ပထမအဆုံးသိရမှာကဒီ well ကိုဝကြအဖြစ်မသွားခင်သူ့ရဲ့ structure သူ့ရဲ့တိဆောက်ပုံကိုအရင်သိရမှာဖြစ်ပါတယ်။သူ့ရဲ့ structure ကဘာတွေလဲဆိုလို့ချင်းပထမအဆုံးဒီ well ကိုဟုတ်ကြောင်းမဟုတ်ကြောင်း uh affirmative negative ဆိုတာကိုအရင်သိထားမှာဖြစ်ပါတယ် affirmative ဆိုရင် well ပေါ့เนาะဟုတ်ကြောင်းမဟုတ်ကြောင်းဆိုရင်တော့ uh well not yet won't ဒါတော့သိနေကြပဲဖြစ်ပါတယ်သူရဲ့ structure ကိုဟိုမှာဟုတ်ကြောင်း affirmative ပြောမှာဆိုလို့ရှင် subject well the one နောက်ကဟာ low at the low ထဲလာမှာပြီးကြရင်ဟောကြပြီး full stop ဒါကဟုတ်ကြောင်းမဟုတ်ကြောင်းဆိုလို့ရှင်က well not တော့မဟုတ် won't ခုခုထည့်ပေးရမှာဖြစ်ပါတယ်။ Oh well not ကစာရေးတဲ့အခါမျိုးမှာအသုံးများတယ်။ won't ကစကားပြောတဲ့အခါမျိုးမှာသုံးတာများပါတယ်။သူတို့ကအာမဟုတ်ကြောင်းပြောပြီဆိုလို့ရှင် subject won't plus verb လို့အဲ့ဒါလို့ထည့်ပြီးတော့မှ full stop ထည့်မယ်။ question ကြတော့ရော question ဆိုရင် ရှေ့မှာ well ကိုထည့်မယ်ပြီးကြရင် subject ထည့်မယ်ပြီးပါပြီးကြရင် verb ထည့်မယ်နောက်ကလည်းလိုအပ်သလိုထည့်ပြီးတော့မှ question mark လေးထည့်ပေးရမှာဖြစ်ပါတယ်တကယ်လို့ wh question လဲမေးခွန်းလုပ်ချင်တယ်ဆိုလို့ရှိရင်မင်းဘာလုပ်မှာလဲစသဖြင့်ပေါ့နော်အဲ့ဒါတွေသုံးချင်တယ်ဆိုလို့ရှိရင်အရှိမ wh လေးထည့်ပြီးတော့မှအဲ well plus subject plus verb လိုက်လာပြီးတော့မှ question မှာလည်းထည့်ပေးရမှာဖြစ်ပါတယ်။ဒါကတော့သူရဲ့ structure ဖြစ်ပါတယ်။အကယ်၍ကိုယ်ရဲ့သူရဲ့ tag question လောက်ချင်သေးတယ်ဆိုလို့ရှိရင်တော့ tag question ဆိုတာဟုတ်ကြောင်းပြောပြီးတော့မှမဟုတ်ကြောင်းမေးတဲ့ပုံစံမျိုးပေါ့နော်။အာမင်းသွားလိမ့်မယ်နော်။မဟုတ်ဘူးလား။လာအဲ့လိုမျိုးပုံစံမြန်မာဆိုလို့ရှိရင်ပေါ့နော်။ဆိုတော့အဲ့ဒါကြီးကိုဘယ်လို structure ဘယ်လိုလုပ်မလဲဆိုရင် subject well plus ဗောဝန်ပြီးကြရင်ခါမာလေးခံပြီးတော့မှ won't ပြီးကြရင်ခုနပြောပါလာတဲ့ subject ကိုထည့်ပြီးတော့မှ question mark ထည့်ရမှာဖြစ်ပါတယ်။အဲ့ဒီအတားကတော့ဟုတ်ကြောင်းပြောပြီးတော့မှမဟုတ်ကြောင်းမေးတဲ့ tag question မျိုးဖြစ်ပါတယ်။ဟုတ်ပါပြီ။အခုသူရဲ့ structure လေးတည်ထားပြီးဆိုလို့ချင်းဟောကြလေးစာစီလဲကြအောင်။ဟောကြစာစီပြီးဆိုလို့ချင်း future plans အာတို့တွေအရင်တော့ကမှတ်ထားခဲ့တဲ့ လိတ်မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့အရင်စပြီးတော့မှပြောကြရအောင်ပေါ့နော် future plan ပေါ့သူရဲ့ကောင်းစင်ပြောမှာငါဘာလုပ်မယ်ညာလုပ်မယ်ပေါ့ future plans အနေနဲ့ပြောမယ် i will call you tomorrow ဒါကဟုတ်ကြောင်းမင်းကိုငါနေ့ပြန်ခေါ်လိုက်မယ်မယ်မယ်ဆိုတဲ့ future နောက်တစ်ချိန်လုပ်မယ်နောက်တစ်ချိန်ချိန်လုပ်မယ်ကိစ္စတစ်ခုခုကိုပြောတဲ့အခါ i will call you tomorrow မင်းကိုမနေ့ပြန်ကခေါ်မှာမဟုတ်ဘူးဆိုရင် I won't call you tomorrow မင်းငါ့ကိုမနေ့ပြန်ခေါ်မှာလားဆိုရင် well you call me tomorrow ပေါ့စသဖြင့်ဒါတွေကသူရဲ့ structure အတိုင်းသွားတာပေါ့နော်အကယ်၍ခုနပြောသလို tag question အနေနဲ့သုံးမယ်ဆိုလို့ရှင် you will call me tomorrow won't you မင်းမနေ့ပြန်ငါ့ကိုခေါ်မှာနော်မဟုတ်ဘူးလားဒီအဲ့လိုမျိုးပေါ့နော် We will retire next year. We will retire next year. ငါတို့ကနောက်တစ်နှစ်ကြာရင်အငိမ့်စားယူတော့မယ်အယူလိုက်မယ်ဒါလည်း future plans ပြောတော့မှာ I'm busy right now I will call you tomorrow ငါကုမအောင်ကလည်းပြန်ကြမှာမင်းကိုခေါ်လိုက်မယ်ခေါ်မယ်ဒါတွေက future plan တွေကိုပြောတဲ့အခြေအနေမျိုးဖြစ်ပါတယ်ခုတစ်ခါက wellness လောက်ချင်တဲ့စန္ဒကို ပြောခြင်းလောက်ချင်တဲ့စန္ဒတစ်ခုခုလောက်ချင်တဲ့ ခါမျိုးပုံစံမျိုးပြောချင်တယ်ဆိုလို့ရှိရင် I will I will ရဲ့အတူကောက်က I will I will meet you the day after tomorrow ခင်ဗျားကိုတပတ်ခါကြာရင်တွေ့ဆုံမယ်နော် I have my friend lent me his new bike ငါတငယ်ချင်းကသူ့ရဲ့စပင်းအစ်စ်ကိုငါပေးလိမ့်မယ် We will lend her some money probably We will lend her some money probably ငါတို့ကတေချာတလောက်သူမကိုပတ်စံချစ်ပေးပါလိမ့်မယ်ဒါလည်းသူရဲ့ဆန္ဒတွေကိုပြောတာဖြစ်ပါတယ်အကယ်၍ဒါတွေကိုခုနလိုအာမဟုတ်ကြောင်းပြောခြင်းတယ်အမေးမေးခြင်းတယ် tight question လုပ်ခြင်းတယ်ဆိုလို့ရှင်လေခုနအတိုင်းပဲဖြစ်ပါတယ် willingness လုပ်ခြင်းတဲ့စိတ်ဆန္ဒဆန္ဒတွေကိုပြောပြခြင်းဖြစ်ပါတယ်ခုက prediction ချိုတင် hogging ထုတ်ပြောဆိုခြင်းပေါ့နော် hogging ထုတ်ခြင်းပေါ့အာ နောက်တစ်ချိန်ဘာဖြစ်လာမလဲဆိုတဲ့ဟာကော I think it's worry tomorrow I think it's worrying tomorrow နောက်ပြန်ဟိုးရမယ်လို့ငါထင်တယ် I think it won't rain tomorrow. မပြားတော့မိုးရွာမယ်လို့ငါမထင်ပါဘူး။ဒါကတော့မတင်တဲ့အရာကိုသူပြောမှာ။မေးမယ်။ Do you think it will rain tomorrow? မပြားမိုးရွာမယ်လို့မင်းထင်သလား။ဒီလိုမေးလို့ရပါတယ်။နောက်တစ်ခုဆက်ပြောကြရအောင်။ I think he will be successful one day. ဒီနေ့နေ့ကြာရင်သူကအောင်မြင်လိမ့်မယ်လို့ငါထင်တယ်။သူရဲ့စူးစမ်းပုံကြည့်ပြီးတော့မှအဲ့လိုဟော့ဂင်းထုတ်တာပေါ့နော်။ဒါကတော့ဒီ prediction ကြိုတင်ဟော့ဂင်းထုတ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ခုတစ်ခါက promise grip grip base ကပြောခြင်းပေါ့နော်။ grip ပေးတာပေါ့။အဲ့လို grip ပေးတဲ့အချိန်မှာဘယ်လိုပြောမလဲ။ Don't worry, I will keep my word. Don't worry, I will keep my word. ဆိုင်မပူပนနဲ့ငါကတိတည်ပါတယ်ငါကတိတည်ပါမา်နောက်ပြီးတော့ I promise I will have you do your homework on my free time ငါကတိပေးပါတယ်กว่าင်းရဲ့အင်စာကိုငอအားတဲ့ခใိန်ကျရင်ငါလုပ်ကူပေးပါမယ်ဒါကတော့ promise ကတိပေးစကား ပြောတဲ့အခါမျိုးမှာဒီလိုသုံးပါအခုတခါက offer ကလန်ချက်များပြုလို့ရ၌ပြောဆိုခြင်းဆိုတော့ကလန်ချက်ဘလို့ကလန်ချက်လဲတခုခုလှုပ်ပေးဖို့ကလန်တာကိုပြောတာပေါ့နော်တခုခုလှုပ်ပေးဖို့ကလန်တာကိုကသူများကိုလှုပ်ပေးတာပဲဖြစ်ဖြစ်သူများကိုကိုလှုပ်ပေးစေချင်တာပဲဖြစ်ဖြစ်အဲ့လိုကလန်တာကို offer လို့သုံးပါတယ်ဆိုတော့ I will carry that for you ကျွန်တော်ခင်ဗျားတို့ဒါလေးကိုတည်ပေးပါမယ် I will have you ခင်ဗျားကိုကူညီပါမယ်ဒါလည်း offer လာကန့်လန့်ချက်ပဲဆိုတော့ I will see you tomorrow ခုနကတော့ I will see you tomorrow ပုံစံကအာရှေ့အနာဂတ်မှာဖြစ်လာမယ်လောက်လာမယ်အရာဝတ္ထုတစ်ခုခုကို ပြောတာဖြစ်ပါတယ်ဒါက offer ကန့်လန့်ချက်နဲ့ပတ်သက်တာပေါ့နောက်ဆုံးတစ်ခုကကျတော့ making request ပေါ့နော်မေတ္တာရက်ခံချက်များပြုလုပ်ဖို့ပြောဆိုခြင်းအမေးပါပဲ I mean, well, go she so much time. Eh? Oh, uh, will you give me a hand? Oh, kun yi bi nai ma la. Chino go, kun yi bi ba la. Will you give me a hand? Will you do me a favor? Do do we not? Will you do me a favor? Eh, nga go, kun yi bi ba la. Nga go, kun yi ba la. Will you tell Tony I'm called? Tony go, pyo bi ma la. Nga kho khe re su ဟုတ်ပါပြီ။ဒါတွေအားလုံးဒီ well ရဲ့အသုံးအနှုန်းတွေဖြစ်ပါတယ်။တကယ်လို့ WH တွေသုံးမယ်ဆိုလို့ရှိရင်အရှိမထဲ့မယ်ကွာ။ဟိုမှာမင်းဘယ်ချိန်အာရန်ကုန်သွားမှလဲဆိုရင် when will you go to ရန်ကုန်ဒါပါပဲနော်။ when will you go to ရန်ကုန်အဲ့ဒါကမင်းရန်ကုန်ဘယ်ချိန်သွားမှလဲ။တကယ်လို့အာ when you will go to ရန်ကုန်ဆိုရတော့အမေမဟုတ်တော့ဘဲနဲ့ အာမင်းဘယ်ချိန်မင်းရန်ကုန်သွားမယ့်အချိန်မင်းဘယ်ချိန်ရန်ကုန်သွားမှာလဲဆိုတာအဲ့လိုဖြစ်သွားရောပေါ့နော်ဒါဆိုရင် well နဲ့ပတ်သက်တာ သူရဲ့အုံတော့သူရဲ့ structure ဘယ်နေရာမှာတုံးတယ်တုံးတယ်စသဖြင့်လေ့လာပြီးတာဖြစ်ပါတယ် ဒီအားလေးကိုကြည့်ပြီးတော့မှဒီပုံစံအတိုင်းလိုက်ပြီးတော့မှလေ့ကျင့်မယ်သင်ရေးမယ်ဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့တော့ဒါတွေပုံမြင်လာမှာပေါ့နော်အားလုံးမင်္ဂလာပေါင်းနေပြည့်စုံပါစေဒီနေ့တော့ဒီလောက်ပါပဲနော် Have happy life